မင်္ဂလာနေ့ရည်လီပါခင်ဗျာဒီကနေ့ကျွန်တော်တကြံဖြစ်ပေါ်လာပုံသမိုင်းကြောင့်ကိုပြန်လည်မျှဝေခြင်းပါတယ်တကြံဖြစ်ပေါ်လာပုံသမိုင်းတကြံဟူသောဟာရသည် သင်္ကန္တခေါ်ပါဠိဘာသာ သင်္ကန္တခေါ်တက္ကရာဘာသာမှတက်ဆင်းလာသောဟာရဖြစ်သည် သင်္ကန္တသင်္ကန္တဟူသည်ကုပြောင်းခြင်းဟုအနက်အဓိပ္ပာယ်ရသည်တပေါင်းလာတွင် မြန်မာနှစ်တနည်းကုံဆုံးအားနှစ်ဟောင်းကုံ၍တကူးလာတွင် နှစ်တစ်ကြုံရသောကာလနှစ်တစ်ကူပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။နှွေရသည်အပူတံကိုတကြံရေဖြင့်အေးမြစေသည်။နှစ်ဟောင်းမှအငြိအကြီးများကိုတင်းကြံရေဖြင့်စီကြောတက်လွန်တောက်ပတန့်စင်လာစေသည်။ထို့ဖြင့်မြည်သည့်အရာ ကူပြောင်းသည်ကိုဇလန်းရှာသောအခါ ဇလန်းနှမျိုးတွေ့ရှိရသည်တခုမှာဟိန္ဒူယူဝါရမဆင်တရွေကြံတခုမှာနေနှင့်ကဘာလဲပဲရာမဆင်တလာသည်ဟိန္ဒူယူဝါရမဆင်တလာသောရာဇဝံမှာဤသို့ဖြစ်သည်တရားမင်းနှင့်မြမကြီးတို့အငြင်းပွားကြရာတရားမင်းနိုင်သည်ဖြင့်မြမမင်းကြီး၏ဥက္ကံကိုရခဲ့သည်မြမမင်းကြီးမှာ တကိုးကြီးမားလာသဖြင့်ထိုးဦးကောင်းကိုပင်လေတဲ့ပစ်ချလင်ရေခမ်းမီဖြစ်ပြီးမြေကြီးမှာထားလင်မီးလောင်ပျက်စီးကြမည်ဖြစ်သည်လေထဲကိုပြစ်လင်လဲတတော်အားလုံးမီးလောင်ကြမည်ဖြစ်သဖြင့်တရားမင်းကမြေတိနေရာတွင်မှမထားလိုပဲလက်ထဲ၌တာကင်ထားရလေသည် နောက်ပိုင်းတွင် တကိုးကြီးသောနမင်းကြီးများကိုတာဝန်လွှဲပြီးတနှစ်လျင် နမင်းကြီးတပါးကဥကောင်းကြီးကိုထိမ့်သိမ့်ထားရန် မိန့်ဆိုသည် ဥကောင်းကြီးကိုတဝူးလက်မှတဝူးလွှဲမြေအချိန်အတိအကြာကို ပုံနာတို့ကတွက်ချက်ပေါ်ထုတ်ကြပြီးထိုအကူပြောင်းကာလာကိုသင်္ကန်တအခါဟု ဆိုကြသည် နှစ်တနည်းပြည့်သည်ဟုလည်းတတ်မှတ်သည် ထိုကာလ၌တရားမင်းသည်လူပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန်ပွားရန်အတွက်လူပြည်စင်ကဆောင်ရွက်လီရှိသည်မှတ်တမ်းများကိုမှတ်သားသည်ဟုလည်းဆိုသည် ကောင်းသူများကိုရွှေ့ပြီးလောအတွင်ရေမှတ်ပြီးမကောင်းသူများကို ခွေးတည်အတွင်တတ်မှတ်သည်တေဂာနီစေခဏငါးပါးချုပ်ဖို့အကုသိုလ်သဘောနဲ့ငရေယမမင်း စသည့်အကြောင်းများကိုဖျားရှင်ကအဘိနတုတ်တွင် ဟောကြားခဲ့ပြီး ဖြစ်သည်ဖြင့်ထို့သို့ရေးမှတ်သည်ဆိုသည်မှာမြည်တိုးများ အကျိုးအကြောင်းမရှိ၏ဆိုလိုသည်မှာတရားမင်းကမြည်တိုးများအရေးမပါတတဝါတိုင်းမိမိကံနဲ့မိမိသာဖြစ်ပေသည်ဤကစကားချက်ထို့ပြင်ဖျားရှင်များ လက်ထက်ကပင်နဲ့နဲ့တရားတို့သည် တရားနာလို့လည်းညတကောင်ကျော်လူသူကင်းရှင်းချိန်မှသာ လာလေးရှိသည့်တရားများရှိပေသည်မင်္ဂလာတို့တက္ကပညာတို့နဲ့အာနာပါနာတို့စသည်တို့မှာညအချိန်တွင်ဟောကြားခဲ့သည့်တို့များဖြစ်ပေသည်အကြောင်းမှာလူတို့၏ဝန်ထဲမှာအစာဟောင်းအနံကိုလက်တို့ကမခံနိုင်သောအကြောင်းဖြစ်သည်ဟုဆိုပါသည်ထို့ကြောင့် တကြံတွင်တရားမင်းကလူတို့အကြံဆင်းသည်ဟူသော အပြောမှာမဖြစ်နိုင်ပေမိတို့ဆိုစီကမူအထက်ပါဇလံအဆိုလင်အဆိုရလင်တရားမင်းဆင်းသည်ဆိုတော်ညာလေရေလောင်းခြင်းမှုမှာမပါဝင်သေးပေနောက်ပိုင်းကာလများမှသာနှစ်တစ်ကိုအေးချမ်းစွာကြိုဆိုသည့်သဘောဖြင့်ရေပတ်ခြင်းရေလောင်းခြင်းဖြင့် ကစားလာကြခြင်းဖြစ်သည်ဤသို့ကာလရှိကြလာသောအခါတကြံတရားမင်းနှင့်ရေပဲ့ခြင်းတို့မှာဇလံအားဖြင့်တသားရဲဖြစ်လာတော်သည်ထို့ဖြင့်တရားမင်းသည် အကြနေတွင်လူပြည်သို့ဆင်းသည်အတက်နေတွင်လူပြည်မှပြန်သည်စသဖြင့်ဆင်ပွားဇလံများပါထွက်ပေါ်လာတော်သည်နောက်ရာဇဝန်တစ်ခုမှာ နေနဲ့ကဘာလေးပဲရမှာဆင်းသက်လာသောရာဇဝံဖြစ်သည်ယခုရာဇဝံမှာမူဗုဒ္ဓဝံကျမ်းများဗေဒင်ပညာရများနဲ့ဆက်ဆက်ပေသည် ကဘာကြီးကနေကိုလှည့်ပခြင်းကို မိတ္တရာတိမှ စတင်ကြည်လင်ပြိတ္တာမိထုံမိန်ရာတိတို့ရောက်တော်အခါသူရိယတေတရာကျမ်းအရာ365ရက်6နာရီ7မိနစ်38စက္ကန့်ပြီကား တနုံးနေရဝိဖုဒ္ဒကျိုစင်မမိတ္တရာတိရစတုံညာန်တာတို့ဝန်တီဟုတတ်မခါနှစ်ဟောင်းကုံဆုံးကနှစ်တတို့ကူးပြောင်းရောက်ရှိသည်ဟုဆိုသည်တကြံကြသည်ဟုတတ်မှတ်သည်ထို့သောနှစ်တတို့အမှန်တကယ်ကူးသည့်အချိန်မှာနောက်ထပ်နှစ်ရက်၄နာရီ၄မိနစ်၄၀စက္ကန့်ကြာမှဖြစ်သည် ထို့သောမြေသွားလန်းကိုဆနရာဒီကွန်နှင့်ညှိနှိုင်းတွေ့ချက်ကနာပြက်ကြရင်သုံးမြန်မာတို့အတွက်တကူးလောင်အတွင်တွင်တကြံကြရောက်လေသည်တဘာဝကြသည့်တခုမှာတကူးဟူသည့်ဩဟာရမှာတာကူးမှဆင်းသက်လာခြင်းဖြစ်ပြီးတနုံးနီရဝိဖုဒါကျိုစင်မှာမိတ္တရာတီတို့ကူပြောင်းတီကိုရည်ရွယ်၍ရှေးမြန်မာပညာရှိတို့ကတတ်မှတ်အမိပေးခဲ့ခြင်းဖြစ်သည် နောက်ယူစားပုံတစ်မျိုးမှာတန်ဝါတန်မှာထမ်းဖြစ်၍ခူးမှာခူးဆွေ့ခြင်းဖြစ်သည်ထို့ကြောင့်ထမ်းသည်ခူးတော်လာဟုအဓိပ္ပာယ်ရောက်သည်ဗုဒ္ဓကျမ်းဂန်များအရာထိုကာလတွင်ဖျားရှင်၏မေတော်ဘက်မှအမျိုးများရှိသည့်ဒေဝရဟပြည်မှမင်းသားမင်းသမီးများရေကစားသည့်ကာလဖြစ်သည်ဟုလည်းဆိုသည် ဒေဝမှာနတ်ဟူသောအဓိပ္ပာယ်သာမကမင်းသားမင်းသမီးဟူလေအဓိပ္ပာယ်ရာသည်ဘုရားရှင်လက်ထံမတိုင်မီကပင် ထိုပူပြင်းသောမင်းရာသည်မှမိသားရာသည်တို့အပြောင်းတွန်းရေကစားလီရှိသည်ဟူလေဆိုသည် ယခုဇလမ်းများတွင်မူတရားမင်းမပါတော့ပြီဘုရဝံနှင့်ပေရင်ကိုနှိမ့်နိုင်ပြီးရေကစားကြခြင်းသာ ဖြစ်ပေသည် မြန်မာတို့နဲ့ရင်းချင်းမှုရင်တူညီသည့်ထိုင်း၊လာအို၊ကမ္ဘောဒီးယားတို့တွင်မြေတူသောအစဉ်အလာမျိုးရှိသည်ကိုမူမသိရပေ။အမိအားဖြင့်ထိုင်းတွင်ဆောင်ခရန်၊လာအိုတွင်ပီမိုင်၊ကမ္ဘောဒီးယားတွင် ချူချန်သွေးစသဖြင့်အတီးတီးခေါ်ကြသည်။တနည်းဟူသောကာလပိုင်းခြားမြန်မာလူမျိုးတို့၏တကြံနှင့်ဟိန္ဒူယူဝါဒတကြံအကြအတွက်ချက်နည်း တကြံကြပြီဖြစ်တော်လဲနှစ်တတူချက်ချင်းမကူသေးသည်မှာအဖေကြောင့်ဤအတာပြည့်နေဟုသည် အဖေဤတကြံသည်တင်ကိတဟုသောပါဠိပုံမှာလာသည်တက္ကတရယတန်နှင့်တကြံဟုသောမြန်မာစကားဖြစ်ပေါ်လာခြင်းဖြစ်သည်တင်ကိတရယနံမှာကူပြောင်းခြင်းတဏျာမတဏျာတို့ရောက်ချခြင်းဟု၍ဖြစ်သည်မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သောဆနရာသည်ပွဲတော်များတွင်တကြံရည်တပင်ပွဲတော်သည် အလွန်ကြီးကျယ်စီသော အမျိုးသားပွဲတော်တစ်ခုဖြစ်သည်ဤတကြံရည်တပင်ပွဲတော်သည်မြစ်သည့်လူမျိုးတို့၏ယဉ်ကျေးမှုများမှဆင်းသက်လာသည်။အဖေကြောင့်တကြံကြခြင်းတစ်ချင်ဟုဖြစ်လာသည်။စသောအချက်လက်များကို ဖြေဆိုရန် သူရိယသိတ္တန္တာကျမ်းတန်ဋိဌာကျမ်းစသောဘေဒင်တွယ်ယိုးကျမ်းများကို လည်လာရန်လိုအပ်ပေသည်နိုင်ငံ၏အဓိကကိုယ်ပွဲသောဘုရားအယူဝါဒနှင့်တကားအခြားသောယဉ်ကျေးမှုဓလိထုံစံတို့သည်လည်းဟိန္ဒူယဉ်ကျေးမှုဓလိထုံစံတို့နှင့်ရောထွေးကာမြန်မာနိုင်ငံဘက်သို့ရောက်ခဲ့ကြသည်ဤတွင်ဗေဒင်ပညာရှိပုံနာတို့သည်မြန်မာပြည်များလက်အောက်ဝင်ရောက်ခါအမှုထမ်း၍တကြံတွေ့ရိုးကြံဝေဒင်ကကြံ အတိတ္တကြံစသည်တို့ဖြင့်မဟာတကြံစာများထုတ်ကောင်စီးပွားရှာခဲ့ကြသည်တကြံတက္ကရစာတော်အကြောင်းများနဲ့ဆက်ရှင်း၍လဲတကြမင်းနဲ့မြန်မာမင်းတို့အချင်းဖြစ်ပွား၍ကာဝလာမိုင်းဆရာထံအဆုံးဖြတ်ဝင်သည့်အခါမြန်မာမင်းရှုံးသည်ဖြင့်တရားမင်းကမြန်မာမင်းဦးခေါင်းကို ဖြည့်၍မြတ်သမီး9ဘောအား အလဲကြအကင်ဆောင်စီသည့်အကြောင်းများပါရှိသောတကြံသမိုင်းများကိုကြံဖန်ပြုစုခဲ့ကြသည့်အပြင်တက္ကရကိုတည်၍ခုနှစ်ခုနှင့်စာရှစ်ခုစာဆနှစ်ခုစာတကြံဟောကိများလည်းတည်ထွန်ခဲ့ကြသည်ဖျားပိတကတော်၌မူတကြံကြခြင်းတက်ခြင်းအကြောင်းများမပါဝင်ချေတရင်ကျွသံမုံးလာများ၌ကျင်းပါလိရှိသော နက်ခတ်ပွဲသဘင်များအကြောင်းသာဖော်ပြထားလေသည်ထို့သောကဘာပေါ်ရှိ လူမျိုးတို့သည်မိမိတို့၏ဒလေထုံတမ်းအစဉ်အလာများအရာနှစ်ဆန်းရက်များတတ်မှတ်ရပေမည်သူဆောင်လူမျိုးများနှင့်ရင်းတို့၏ယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည်ဇန်နဝါရီလ၁ရက်နေ့သည်နှစ်ဆန်းရက်ဖြစ်၍ဒီဇင်ဘာလ31ရက်ညတကောင်မတိုင်မီအခါက နှစ်တကူရက်ကြိုပျော်ရွှင်ပွဲများကျင်းပကြ၏ အချို့ကလည်းဖျားเจ้าများတွင် နှစ်ကူးအချိန်ခါ၌ဆုတောင်းမေတ္တာများပို့သားကြ၏ဤဒီကိုလည်းသူဆောင်နှစ်ကူးတကြံဟုခေါ်ဆိုနိုင်ပေသည်တရုတ်လူမျိုးများလည်းနှစ်တကူပွဲတော်ကိုဖေဖော်ဝါရီလအတွင်းအကြီးအကျယ်ကျင်းပတဲ့ကဲ့သို့ဟိန္ဒူဘင်္ဂလီလူမျိုးတို့သည်လည်းမလအတွင်းမိမိတို့လူမျိုးချင်းချင်းဆေးနီရည်များဖြင့်မေတ္တာရည်စင်များ လောင်းကစားကြ၍နှစ်ကူးတရံပွဲတော်များပျော်ရွှင်စွာကျင်းပကြ၏မြန်မာလူမျိုးတို့၏နှစ်ကူးတရံပွဲသည်လည်းဟိန္ဒူယူဝါဒမှဆင်းသက်လာသောဒလိအတိုင်းရှေးရခိုင်ကာလများ၌မိဘဆရာသမားများနှင့်တက်ကြီးဝါကြီးများကိုနှစ်နှခါနှမ်းသာရည်များတပြေခက်ကလေးများဖြင့်ကရောကြသည့်အလေထားရှိခဲ့ကြသည်တို့ရတွင်ယခုခေတ်၌ တဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အလွန်အကျွတ်ပြန်အလံရေကစားမှုများ အားကစားစိတ်ဓာတ်သဘောမျိုးဖြင့်အပြိုင်ဆိုင် စကနိုင်တန်ကြံများနှင့်ပျော်ပွဲရွှင်ပွဲတစ်ဖွဲ့ဆင်နွှဲမှုများဖြစ်လာခဲ့သည်ပကံခေနရတရားပရိမင်းလက်ထမိဖုရားစောလုံးနှင့်ရေပတ်ကစားရာတွင်ဘယင်ကအကြည်စားလွန်သည်ဖြင့်စောလုံးစိတ်ဆိုးအား ဘယင်ကိုဒီရောင်းကြံသောကြောင့်စောလုံးကွက်မြတ်ခံရသည်ဟုသော ဖြစ်ရရာတကြံရီကစားသည့်အလေထားသည်ပကံခိကပင်ရှိခဲ့ပြီဟုမှတ်ယူဖွယ်ရှိသည် အတာတကြံတစ်ချိန်မှ နောက်တစ်ချိန်ကာလသည်တနစ်တာအပိုင်ချာကာလဖြစ်သည် စကြဝဠာအတွင်ရှိဂျိုနက်ခတ်တာယာများတွင်သူရိယအနေမင်းကိုဗဟုပြု၍လှည့်လေသွားလာသည့်အခါ တပတ်မြောက်သည့်ကာလသည်တစ်နှစ်အပိုင်းခြားကာလဖြစ်ပေသည်ယင်းကာလအပိုင်းခြားသည်365ရက်6နာရီ7မိနစ်38စက္ကန့်ဖြစ်သည်အနောက်နိုင်ငံခေတ်တနက္ခတ်ပညာအကျဉ်းများအရာရာသီနှစ်တစ်နှစ်လျှင်365ရက်9နာရီ49မိနစ်46စက္ကန့်ဖြစ်၏ရင်းကဲ့သို့လှည့်လျား နေသွာလန်းဆက်ဝိုင်းတော်ရာသည်စနဝိုင်းပိုင်၍ခြား၍ပထမမိတ္တရာသည်အစာတုံညာအန္တာတိအတဝဏီနက္ခနေတနုဏီရဝိဖုတာကျောရှင်တိအချိန်တွင်အတာတကြံကြာ၏အိန္ဒိယလူမျိုးတို့သည်ဤအချိန်ခါမှစ၍နှစ်တည်းဆန်းကျင်ယူလေသည်ပေတွင်တွေ့ရကြံများတွင်ရဝိမရယကျောတော်နှင့်ရဝိဖုတာကျောစဉ်ဟူ၍ တနူးနေနေမင်း၏တွားရလံကိုဌာနာအားလျော်စွာခွဲခြား၍ခေါ်ဝေါ်ကြ၏။သူရိယတိတရာအကျံများကိုကျွမ်းကျင်သူတို့သာလျှင် ခွဲခြားသိနိုင်၏။တာမန်လူများကထိုကျမ်းကို မလိုက်စားဘဲသိနိုင်ရန်ခဲရင်ပေသည်။တနူးနေရဝိဖုတ္တအကျိုးစဉ်သည်မျက်မြန်တနူးနေဂျိုသွား၏ရာသီအန္တာစသည်ဖြစ်၏။ ဤယာဒီအန်သာစသည်များကို တနုံးနေရဝီမတရဂျိုတွန်းဤယာဒီအန်သာစသည်မှာတွေ့ရ၏ထို့ကြောင့်တနုံးနေရဝီမတရဂျိုတွန်းသည်တင်ဂီတာအားဖြင့်၁၂ရာသီတွင်မှန်မှန်ပြန်မြွေသွားသောယာဒီအန်သာဖြစ်၏တဖန်ဒုရိယနေမင်း၏ဘဟု ချန်နေအဝေးဆုံးတနုံးနေ၏မန္တဥဂျိုတိ တဖြည်းဖြည်းရွေလျားလျက်ရှိသောယာတိအန္တာစသည်ဟုအကြောင်းပြု၍မိတ္တယာတိတို့တနိုးနေရဝီဖုတအကျိုးစဉ်ရောက်သည့်ကာလနှင့်တနိုးနေရဝီမတ္တရာတွန်းရောက်သည့်ကာလအပိုင်းချားတစ်ခု ဖြစ်ပေါ်လာ၏ယင်းကာလအပိုင်းချားသည် ယခုအခါတနိုးနေ၏မန္တဥကျော်သည်မိထုံယာတိဆက်ခွန်အန္တာဆက်ခွန်လိတ်တာ33ဝိလိတ်တာ စနစ်အနုလိတ်တာတို့ကျောက်ဆဲဖြစ်၍မိတ္တရာတီတို့တနုဝနေရဝိဖုတာဂျိုးစင်ရောက်ပြီးနောက်နှစ်ရက်၄နာရီ၄မိနစ်40စက္ကန့်ကြာပြီးတကလာ တနုဝနေရဝိမတ္တရာဂျိုးသွန်းရောက်၏ပြည်ထောင်စုမြန်မာနိုင်ငံတော်မြက်ကရင်အကြံပေးအဖွဲ့မှကွက်တော်ဂိမ်းဖြစ်၏တန်ဋိဌာကျမ်းရေးဂိမ်းမှာနှစ်ရက်၄နာရီ၃မိနစ်70စက္ကန့်ဖြစ်၏ တနုနေမန္တဝုကြိုတိအလွန်အသွားနေနှစ်ပေါင်းတရာလင်130လိတ်တာ38အနုလိတ်တာသာသွား၏1962ခုနှစ်အပီလ73ရက်တကြံကြရက်14ရက်တကြံအကျက်ရက်15ရက်16ရက်တကြံတက်ရက်မြန်မာပြည်တွင်ကြံများ၌တနိုးနေကြိုသည်တနည်းတစ်ချိန်မိတ္တရာတီတို့ ဝန်သောခါ၌မိတ္တတကြံခေါ်၏အနောက်နိုင်ငံသူဆောင်သူမျိုးတို့၏နိုင်ငံရေးဟောကိများ၌လည်းမလ21ရက်တာယနာရဝိမိတ္တရာတိဝံဇွန်လ21ရက်တာယနာရဝိကြရာတိဝံစတင်ပါလ23ရက်တာယနာရဝိတူရာတိဝံဒီဇင်ဘာလ22ရက်တာယနာ ရဝိမကာရယာတိဝံစသော အချိန်များဖြင့်ဒွါရလေးကွန်တကြံဝံဟောကိများကိုယာတိနှစ်ဆင်ကြိုသောပြက်ကြိနှင့်ဟောကိန်းစာအုပ်တွင်ဖော်ပြလိရှိတို့ရတွင်ဘေရင်လောကတွင်တကြံမိသည်တနုဝနေရဝိဖူရာဂျိုဇန်ယာတိများသို့ဝန်ကျင်ဖြစ်၏တကြံနှင့်ပတ်သက်သောတမန်ရဲ့ချက်အလက်များ မြည်တို့ပင်ကြွေပြစီအောင်မူလက်ရှိအချိန်တွင်ပရောပန်းများပွင့်သည့်တကူလာတွင်ကျင်ပါသည့်အထာသကြံရေတပင်ပွဲတော်ကိုမြန်မာနိုင်ငံတွင် အစီအကားဆုံးနှင့်အကြီးကျယ်ဆုံးအခမ်းအနားဆုံးမြန်မာနှစ်တကူပွဲတော်တစ်ခုအဖြစ်နှစ်စဉ်ကျင်ပါလျက်ရှိသည်မန္တမများတွင်သကြံရိတ်များဖြင့်နှားပြူဖြူများစီဝါညီကနှပစွာကပြဖြောပြကြသည် မုံလုံးရေပေါ်များကြွေခြင်းလေးထာမှာကြေးလက်မျိုးပြမကြံကျင့်သုံးလျက်ရှိသည်မုံလုံးရေပေါ်တဲ့တွင် အစာသွတ်ထည့်ထားသည်ခညက်ခဲအစာမြေဥသီးတော်များထည့်သွင်းကစားကျင့်စပွဲမုံလုံးရေပေါ်များထဲရောနောကြွေတဲ့ဒီမှာလဲချစ်စရာလေးထာတစ်ခုဖြစ်သည်ရှေးရခင်ကာလများတွင်တပြေခန့်နှင့်ငွေဖလားကိုအသုံးပြုကရေကစားကြသည်ဟု အဆိုရှိခဲ့တော်လဲ ယနေ့ခါတွင်မူရေတနံများနှင့်ရေပိုင်များအသုံးပြုက အတားရေတပင်ပွဲတော်ကိုခင့်နေအညီမန္တများတည်ဆော်၍ကြီးကျယ်ခမ်းနားစွာကျင်းပဆင်နွေးလျက်ရှိကြသည်တကြံရေတပင်ပွဲတော်သည်တော်ရုံမျိုးပါမကြံအုံအုံကြွကြွကြော်ချွန်ကြသည် ပွဲတော်တစ်ခုဖြစ်သည် အချို့မျိုးများတွင်အိုးမဲတုတ်ခြင်းမှလည်းပျော်ရွှင်ပွဲချစ်စရာကောင်းသည့်အလေးအထားတစ်ခုဖြစ်သလို့ တိုးရွာများနဲ့အချို့မြို့များမှာမင်းကလေးများရေလောင်းခွန့်တောင်းကရေလောင်းရေပတ်သည့်မြမဟံကိုလည်းတွေ့ရပေသည်တကြံကာလာတွင် ဥပုပ်တီလာဆောက်တီကတရားဘာဝနာများပွားများသူများရှိတဲ့ကဲ့သို့ရေကစားသူများကလည်းရေကစားသူများအလျောက်ရေပက်ခံသူရေလောင်းရေပက်သူများနဲ့စီကားလှပီသည်ကိုလေးလက်ဝင်နဲ့မပေါ်မပါမျိုးသမီးများ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနဲ့ဘာသာရေးပုဂ္ဂိုလ်များအရုသဖြင့်ဘုံကြီးယဟန်တိနာရှင်ဥပုသေတို့ကိုရေပတ်ခြင်းမှရှောင်ကျဉ်ကြသည်မှာချစ်စွဲကောင်းသည့်လက်ရှိအချိန်ကာလအထိကျင့်သုံးနေသည့်အတာတကြံကာလကျင့်သုံးပုံပင်ဖြစ်သည်အချို့သောမျိုးကြီးများ၌မန္တများတိဆောက်၍ရေကစားကြရာတွင်ယခင်ကတကြံရင်းအကအလာများအစာ ခစ်ပေါ်တေးဂီတာများဖြင့်မလုံးမချုံ ဝတ်စားဆင်ရင်ကဖော်ချွတ်ကပြဖြိုဖြေကြသည်တို့ကိုလည်းတွန်တွန်ကြဲကြဲတွေ့မြင်လာရပါသည်ခေဟောင်းဝေပလာနှင့်တပြေခတ်ယဉ်ကျေးမှုများ ခစ်တဲ့ဂီတအကာအလှယဉ်ကျေးမှုများဖြင့်ရောထွေးလျက်ရှိတော်လဲတရံသည်မြမပြည်သူပြည်သားတိုင်းပျော်ရွှင်ရသည့်အကြီးကျယ်ဆုံးအခမ်းအနားဆုံးမြမနှစ်တကူပွဲတော်တစ်ခုပင်ဖြစ်ပေသည် မြန်မာရေနယူမှာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်